မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တရဲ့ This Week အစီအစဉ်ကနေကြိုဆိုပါရစေဒီစီစဉ်ကတော့ကျောင်းမြန်မာနိုင်ငံတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျောင်းရွေ့ချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးနေတာပါကဲဒီတပတ်ထက်ဖြစ်သွားတဲ့အကြောင်းအရာတွေကအရင်ဆုံးရွေးထုတ်ပြီးပြောရရင်တော့ဗျာနိုင်ငံတော်ငလင်တွေဘလောက်ပဲလှုပ်လှုပ်ပြည်သူတွေဘလောက်ပဲတေးသေးသေးကြေးလူသားလဲမုံနဲ့လဲမုံနဲ့အာကုသူကောင်မဲအွန်လိုင်းတို့သက်ခိုးတာဖားကတော့အဖေကကလိန်ကကြည့် တာကဘခိုးဆိုတဲ့စောက်ဘုံနဲ့အညီအဖေတို့တာဖားတွေဒီဇိုင်းမမရှိဆက်ကြမယ်အခုငလင်မှာအဖေတို့တော့အတော်ကိုထိသွားပြီတာရေအဖေတို့ရဲ့အုတ်ချိုရေးရန်ရားတွေလည်းအတော်ကိုရိုင်းနေနေပြီအဖေရဲ့အာနာထိုင်ကုန်လည်းအခြေအနေမကောင်းတော့ဘူးအဲ့တော့တခုခုဆိုပတ်စံပိုက်ပြီးပြေးလို့ရအောင်အဖေကရှိသမျှလုတ်ပိုင်ခွင့်တွေခြာပေးမယ်တာကရရတော့တာခိုးတော့ဆိုပြီးတော့များတိုင်မင်ထားသလားအောင်မရတယ်အခုဆိုငလင်နန်းကြောင့်ပြိုကျပျက်စီးသွားတဲ့နေပြည်တော်ကဝင်ကြီးဌာနရုံးတွေအပါဝင်အဆောက်အုံတွေပြန်လဲတိဆောက်ခွင့်အတွက် မင်းအောင်လိုင်ရဲ့တအောင်ပြည့်စုံပိုင်တဲ့ကမ္ဘာကဒါလှုပ်ပိုင်ခွင့်ရရှိမှာဖြစ်တယ်ဆိုပြီးနေပြည်တော်စစ်တပ်တရင်အရေးမိကကျွန်တော်တို့ကိုလှမ်းပြောထားတဲ့အကြောင်းကိုလေပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါအဲ့ဒါသာကြည့်တော့ကျွန်တော်ပြောရင်အလွန်ဖြစ်မယ်ဘလို့ရှုတောင်းကပဲကြည့်ကြည့်ကြက်တရေအနာတာတဇက်မှမရှိတဲ့အကုသိုလ်ကောင်းမင်းအောင်လိုင်တို့တခိုးသားဖားကတော့အတော်ကိုစိုးနေပြီငလင်နံကြောင့်လူပေါင်းထောင်နဲ့ကြီးတိတ်ဆုံးခဲ့တဲ့အချိန်တွေနဲ့တိုက်တာအဆောက်အဦပေါင်းမြောက်များစွာပြိုကျပျက်စီးထားတဲ့အချိန်တွေတုန်းကတော့ အာဟုတို့ကောင်မင်းအောင်လိုက်ဟာငါတော့အခုချိန်မှာအာနာ၃ရက်ကင်ထားတာ ဖြစ်တဲ့အတွက်ပြည်သူတွေကိုအစွမ်းကုန်ကဲတင်ရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးတစ်စက်မှမရှိပဲသူမိသားစုကိုတော့သေမာဆိုပြီးအရင်ဆုံးစစ်တပ်သုံးရဟရင်နဲ့ရန်ကုန်ကိုခွေးပြေးဝပြေးပြေးခိုင်းလိုက်ပြီးတော့မှအခုချိန်ထိလည်းငလင်နံကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုဘာကူညီမှထိထိရောက်ရောက်မပေးနိုင်ပဲနေပဲအတိတိကပြည်သူတွေကသာငလင်တဲ့ပြည်သူတွေကိုနှီးပေါင်းစုံနဲ့အလှူခံပြီးတော့အုံအုံရဲမပွတ်ပွတ်ကြွတ်ကြွတ်ရဲမညံ့ညံ့ဆိုသလိုကူညီသွားခဲ့ပြီး အားလုံးလည်းပြီးသွားရောနိုင်ငံတကာအကူအညီတွေလူသားချင်းစာနာမှုအကူအညီတွေနေရာပေါင်းစုံကနေလာပေးတဲ့အခါကြတော့မှအောင်မလေးဗျာအာဂူတို့ကောင်မင်းအွန်လိုင်းတို့တခိုးသားပါဟာဒါရီအဖေတော့ငလင်းအကြောင်းပြပြီးနိုင်ငံတကာကိုအကူအညီတောင်းထားတယ်အဲ့ဒီကရလာမယ်ပြန်လဲထူထောင်ရေးအကူအညီတွေကိုအဖေတို့တားဖပဲအကြီးကျယ်ခိုးကြရအောင်ဟေးအဖေကအရှိကနေတားကိုလှုပ်ပိုင်ခွင့်နေချပေးမယ်တားကနောက်ဆက်မတင်မဲ့စိတ်ကြိုက်တာခိုးတော့ကွာဆိုပြီးမပြောရုံတမဲဟမ် ငလင်နံကြောင့်ပျက်စီးသွားတဲ့တိုက်တာအဆောက်အုံတွေကိုအချိန်မီရှင်းလင်းဖို့ကိစ္စတွေမှာတော့အခုချိန်ထိဘာတစ်ခုမှမေမေရရမလုပ်ဖဲလုတ်ပိုင်ခွင့်တွေကိုသာတရေတမားများနဲ့ထိတ်ခါနေအရင်စခိုးဖို့ကြိုတင်ဇလန်းဆင်နေပြီပေါ့ဗျာအတော်တော့ခက်နေပြီငကိုကလေးကအာဟုတို့ကောင်မဲအွန်လိုင်းလိုရုံညံ့တဲ့တဒိန်နဲ့တခိုးသွေးအပြစ်ပါတဲ့တားဖြစ်သူအောင်ပြေဆောင်ကလည်းအဖေထက်တော့မညံ့စေရဘူးဆိုတဲ့အတိုင်းငလင်လှုပ်ခတ်မှုမတိုင်ခင်ကတည်း တို့ရဲ့စစ်တပ်မြို့လို့တောင်ပြောလို့ရတယ်ပြည်ဦးလေးမြို့ကရေချမ်းဦးရက်ကွက်မှာရှိတဲ့မြေနေရာတွေကိုပါတပ်ပိုင်မြေဆိုပြီးအကြီးကျယ်တိမ့်ပြီးတော့ကိုဘူဒိုဇာတွေနဲ့ပါဖြိုချခိုင်းပြီးအကြီးစားမြေတခိုးဖြစ်သူအဖေကိုတတ်သေးထူပြခဲ့ပြီးပြီပေါ့ဗျာအခုလည်းဘာထူလဲငလင်တန်ကြောင့်ပြည်သူတွေဟိုးလေးတကြောကြောဒုက္ခရောက်နေတဲ့အချိန်အဲ့ဒီတိုင်းပြည်ရဲ့အစီအနစ်တွေကိုခိုးယူဖို့သာနှီးပေါင်းစုံနဲ့ကြံစီနေတဲ့အာကူတူကောင်မဲအွန်လိုင်းတို့တခိုးမိသားစုအပါအဝင်ဂျလုံးမလုံးရင်နာသာစစ်အုပ်စုတိုက်လုံးဟာ နိုင်ငံတော်အဆင့်အနေနဲ့ထိထိရောက်ရောက်လုပ်နိုင်တာမျိုးဘာမှမရှိပဲဟိုနာရောင်းလဲလဲဒီနာရောင်းလဲလဲနဲ့နိုင်ငံကအခုညီတွေတာပြန်သွားတယ်သူတို့စစ်တပ်ကဘာတစ်ခုမှမမေရရထိထိရောက်ရောက်လုပ်သွားတာမျိုးမရှိအခုဆိုရင်ငလင်လှုပ်ခတ်မှုပြီးသွားတာလဝက်ကြော်တောင်ရောက်နေပြီတချို့ပြိုကျပျက်စီးသွားတဲ့အဆောက်အုံတွေဟာလက်ရှိအချိန်ထိကိုရှင်းလင်းမှုတွေမလုပ်နိုင်သေးပဲဒီအတိုင်းမဲ့ရှိနေတဲ့အပြင်တချို့ဆိုကိုယ်အိမ်လေးကိုဖြိုချဖို့တော့ကိုယ်ပတ်စံနဲ့ကိုယ်သိမ်းရာချီအကုန်ခံပြီးဖြိုချနေရတယ်လို့ ဒီလိုပြည်သူတွေကိုကူညီဖို့မပြောနဲ့အောင်လက်ရှိသူတို့နေပြည်တော်ကဝန်ထမ်းအင်အားတွေမှာတင်တိုက်ပြိုတိုက်ပြက်တွေကြားသေနေကြတဲ့ဝန်ထမ်းတွေကိုအချိန်မီကယ်ဆယ်ရေးတွေမလုပ်ဘဲပြက်ထားတဲ့အကြောင်းတွေဟာလေလူမှုကွန်ရက်တွေမှာအဲ့ဒီဝန်ထမ်းတွေကိုယ်တိုင်ပဲတက်ပြောနေကြပြီတချို့နေရာတွေမှာဆိုအခုချိန်ထိပြိုချပျက်စီးနေတဲ့ဝန်ထမ်းအင်အားတွေမှာအလောင်းတွေတော့မပေါ်ရသေးတဲ့အခြေအနေတွေအထိဖြစ်နေတဲ့အပြင်တချို့ဝန်ထမ်းတွေဆိုလေ နေစရာမရှိတော့ပဲယာယီဒဲတွေနဲ့သာနေနေရတဲ့အတွက်တော်တော်ကိုအဆင်မပြေဘူးအဘရေဆိုပြီးတော့ပါလူမှုကွန်ရက်တွေမှာတက်ပြောနေကြပြီပေါ့ဗျာကဲဘယ်နဲ့ရှိစားစစ်တပ်လော်ဘီတွေနဲ့စစ်တပ်ထောက်ခံတဲ့ဂျလုံးမလုံးအတူအဆယင်နာစားတွေရေမင်းတို့ဟာကကြော်ချမှဓမြမန်းသိဆိုသလိုအရင်ကတော့မင်းတို့အဘတွေကကောင်းလာပါပြီဟုတ်လာပါပြီဆိုမင်းတို့အဘတွေကတိုင်းပြည်ကိုကာကွယ်စောင့်ရှောက်နေတာဆိုအခုတော့မင်းတို့အဘတွေရဲ့တယုံမှန်ဟာ တိုင်းပြည်ကိုဖျက်ဆီးပြီးသူတို့ကိုကြိုးစီးပွားအတွက်ရသမျှခိုးနေတဲ့တခိုးကြီးတွေဖြစ်နေုံနဲ့မကတခိုးသွေးပါတဲ့မဲအောင်လိုင်းရဲ့သားအောင်ပြေဆုံးကပါသူ့အဖေကလင်ကကျစ်တခိုးကြီးရဲ့ချစ်ရအတိုင်းတတ်တဲကိုလိုက်နေလာပြီးဒါဖားတွေတိုင်ပင်ထားတဲ့ပုံစံလိုဟိုနိုင်ငံတော်ကအဖေတော်စစ်ကလည်းရှုံနေပြီးသားကြီးအခုဆိုငလင်ကြောင့်မှအဖေတို့အုပ်ချုပ်ရေးရန်ရာတွေအထိအကြီးအကျယ်ရိုင်းနေသွားပြီးဒါတွေကိုတိဆောက်ဖို့ဆိုရင်တော့နှစ်နဲ့ချီကြာမှဖြစ်တဲ့အတွက် တဖက်ကအင်အားကောင်းလာတဲ့တော်လန်ရေးတပ်တွေကနေရပေါင်းစုံကနေစင်းချလာတာနဲ့အဖေတို့တွေအခြေအနေမကောင်းလို့ပြေးမယ်ဆိုရင်တော့လက်ထဲမှာဒေါ်လာတွေရှိထားမှရမယ်အဲ့တော့သားကအဖေအာနာရှိတော့ဒိုင်းမီတွေကရသမျှလှုပ်ပိုင်းခွင့်တွေကိုအတုံးချပြီးအကုန်ခိုးတာအဲ့ဒီအထုပ်ပိုက်ပြီးအဖေတို့ပြေးရမှာပါရေဆိုတာမျိုးတွေတိတခိုးသားဖားတွေလော်ဝါချင်းရိုက်ထားတဲ့အတိုင်းလှုပ်ချင်နိုင်ကိုလုံနေကြတဲ့အတွက်လက်ရှိဘဝမှာတိ အာဟုတို့ကောင်မဲ့အွန်လိုင်းတို့တားဖားပြီးအပါဝင်ဂျလုံးမလုံးယင်နာစာစစ်အုပ်စုတတိုင်လုံးဟာပြည်သူတွေရဲ့အမုန်းကျိန်စာတွေကြမှာလူမသေးခင်နတ်မဲတွေအရင်သိနေကြပြီတမိုင်းရဲ့အမိုက်ပုံတဲကိုသူတို့ကိုယ်တိုင်ဇောက်ထိုးမိုးမျောစင်းနေကြရပြီဖြစ်တယ်လို့အခုဘဝမာတယ်မကနောက်လာမဲ့ဘဝအဆက်ဆက်တိုင်အောင်သူတို့ရဲ့အာဟုတို့အရေးမဲကြီးတွေဟာသူတို့ရဲ့နောက်ကနေထက်ချက်မကွာလိုက်နေတော့မှာဖြစ်တယ်အပြင်သူတို့ရဲ့ခက်အဆက်ဆက်မျိုးဆက်တွေအထိပါတမိုင်းတရခံတွေအဖြစ်နေပဲ အဲ့ဒီအာကူတို့အရေးမဲကြီးတွေကတကောက်ကောက်လိုက်နေတော့မှာပဲဖြစ်တာပေါ့ဗျာကဲဒီပွဲတော်မှာခိုးကြစို့ခိုးကြစို့ဆိုပြီးရွှေရိုးတချင်းကိုစာသားပြောင်းမစို့ယုံတမဲအာကူတို့ကောင်းမင်းအွန်လိုင်းကိုရိုင်းကနိုင်ငံတော်အဆင့်တခိုးကြီးဖြစ်နေတဲ့အတွက်သူ့လက်အောက်ခံအစင်းစင်းကလည်းဟိုးအောက်ချီမှာရှိရဲ့ရက်ကျိအုပ်ချုပ်ရင်းမှုတွေအထိငလင်ပွဲတော်တခိုးတို့ပျော်ဆိုသလို့ ပြည်သူတွေအတွက်လှူဒန်းထားတဲ့ပစ္စည်းတွေကိုတောင်ဘာမှမဟုတ်တဲ့ရက်ွက်ထဲကဂျလုံးမလုံးရင်နာစာအုတ်ချုပ်ရေမှုဆိုတဲ့သူတွေကပါအကြီးအကျယ်ခိုးနေကြတဲ့အကြောင်းကိုလည်းပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါဒါကတော့ခစ်ဆက်ဆက်ဘတော်မှမပြောင်းလဲပဲတခိုးတဒီတဲထားတဲ့မြန်မာစစ်တပ်ဆိုတာကြီးနေအဲ့ဒီစစ်တပ်လက်အောက်ခံတွေဆိုတာဟာဟိုးအပေါ်ထိတ်ဆုံးကနေဟိုးအောက်ခြေအဆင့်ဆင့်အထိမင်းလဲခိုးတယ်ငါလဲခိုးအဟာဆိုတဲ့တခြင်းကိုခစ်ဆက်ဆက်ပြိုင်လူဆိုပြီးခိုးနေကြသလားအောင်မရတဲ့ ဒီလိုတဘာဝဘေးတွေကြုံလာတိုင်းနိုင်ငံတကာအကူအညီတွေဆိုတာပြည်သူလူထုလက်ထက်ကိုဘတော့မှထိထိရောက်ရောက်ရသွားတယ်ဆိုတာမရှိပဲအရင်လူပေါင်းသိန်းနဲ့ချီတိတ်ခဲ့တဲ့နာကင်မုံတိုင်းတုန်းကလည်းဒီအတိုင်းပဲနိုင်ငံတကာအကူအညီတွေကိုသူတို့စစ်အုပ်စုတွေပဲအပေါ်ကနေဟိုးအောက်ခြေကအုပ်ချုပ်ရေးမှုတွေအထိသူတစ်ဖက်ငါတစ်ဖက်ခိုးလိုက်ကြတာအကောက်ထဲမှာအဖြောင်းရှာခက်ကွေးကွေးဟာအဖြောင်းဆုံးပါပဲဆိုသလိုအခုလည်းဒီပုံစံအတိုင်းပဲ ငလင်ဘေးအတွက်ဆိုပြီးနိုင်ငံကအကူအညီပစ္စည်းတွေဆိုတာလေရင်တွေနဲ့ဟိုနိုင်ငံကလာပေးသွားတယ်ပြောလိုက်ဒီနိုင်ငံကလာပေးသွားတယ်ပြောလိုက်နေဓာတ်ပုံတွေနဲ့တကွသတင်းတွေသာထုတ်ပြန်သွားတယ်တကယ်ငလင်သစ်ပြည်သူတွေစီထိထိရောက်ရောက်စီစဉ်သလားဆိုတော့လေအားလုံးတွေ့နေရတဲ့အတိုင်းအခုဆိုစကိုင်းမျိုးမာတယ်စစ်ကောင်စီခန့်ရွှေမင်းဝန်ရက်ကွက်အုပ်ချုပ်ရေးမှူးစက်အောင်ဖြိုးဆိုတဲ့သူကငလင်ဘေးတင်ပြည်သူတွေအတွက်ရထားတဲ့ရိတ်ခတ်ဆန်အိတ်တွေကိုပြည်သူတွေစီမပေးဘဲစန်တာအိတ်ကိုငွေကျပ်ခေါနပေါင်းနဲ့ပြန်ရောင်းစားနေတဲ့အကြောင်းတွေ စကိုင်းမျိုးပေါ်စမ်းသိရက်ကွက် အုတ်ချုပ်ရေးမှုကလည်းငလင်ဘေးတဲ့အလူပစ္စည်းတွေကိုသူတို့အုတ်ချုပ်ရေးအဖွဲ့တွေကိုပဲပေးထားရမယ်ဆိုပြီးလူယူသွားတာတွေတစ်ဖက်ကမန္တလေးတိုင်းမြစ်သားမြို့နယ်မှာဆိုရင်လေစစ်ကောင်စီကလက်ပံစိတ်ခြေရွာအုတ်ချုပ်ရေးမှုထွန်းထွန်းဦးဆိုတဲ့သူကပါမလင်ဘေးတင်ပြည်သူတွေအတွက်ရိတ်ခါနဲ့ကဲဆယ်ရေးပစ္စည်းတွေကိုပြည်သူတွေစီမပေးပဲအကောလို့သူ့အပိုင်တင်ထားပြီသူ့ရဲ့ဆွေမျိုးတွေနဲ့မိတ်ဆွေတွေကိုသာဝေပေးပြီးတော့ ဂျန်နရီကိုပြန်ရောက်နေတယ်ဆိုပြီးတော့ပါငလင်ဘေးတင်ပြည်သူတွေကိုယ်တိုင်ကျွန်တော်တို့ကိုလှမ်းပြီးပြော့ပြထားကြတာပေါ့ဗျာဒါတွေကိုကျွန်တော်တို့ပြောရင်အလွန်ဖြစ်မယ်တို့စစ်တပ်ကိုထောက်ခံပါတယ်ဆိုတဲ့တင်ငန်းဝတ်ပြူစော်တီပောက်ကိုတော်ဆိုသူကိုယ်တိုင်လူမှုကွန်ရက်မှာအုပ်ကြီးတွေအလှူပစ္စည်းတွေကိုခိုးနေတဲ့အကြောင်းတက်ပြောထားသေးတာပေါ့ဗျာဒီလိုဖြစ်ရက်တွေဟာမြေပြင်မှာဒုနဲ့ဒိန်းကိုဖြစ်နေပြီပြည်သူတွေစီမပြောနဲ့ တို့စစ်တလောက်ခန့်နေပြီးတော့ဝင်တန်းတွေတောင်ကျက်ဥလေးလေးလုံးရတာကိုတကက်ပေးတဲ့ပုံစံမျိုးဓက်ပုံလိန်ရိုက်ခိုင်းလို့ဆိုပြီးလူမှုကွန်ရက်တွေမှာထွက်ပြောလို့ပြောနေဒီကြတဲ့ဘာမဝင်တမ်းဝင်တဲ့ဂျလုံးပလုံးရင်နာစာကြန့်ဖို့ပါတီကဘူးလက်လှဆွေးဆိုတဲ့သူကလည်းငလင်တဲ့ပြည်သူတွေကိုသူတို့လှူပါတယ်ပေါ့ဆိုပြီးခက်တီတီနဲ့ဗီဒီယိုရိုက်ပြနေရင်းနဲ့ပဲသူတို့ရိုက်ပြထားတဲ့ဗီဒီယိုတဲမှာတင်း ခေါက်ဆွဲကြောက်ဘူးနဲ့ရေတန့်တကက်ကိုအရှိမယူတဲ့သူကအနောက်ကခုံပေါ်မှာအဲ့ဒီပစ္စည်းတွေကိုပြန်တင်းနောက်လူကအဲ့ဒီပစ္စည်းပြန်ယူပြီးဓာတ်ပုံရိုက်နေသူတို့ဟာသူတို့ရှုပ်ရှက်တွေကိုခတ်နေပြီအရှက်မရှိပေါက်ပန်း၄၀တွေဟန်ပြလုံနေတဲ့ဗီဒီယိုကြီးကလည်းပြည်သူတွေကြားထွက်လာသေးတာပေါ့ဗျာအတော်တော့ဟုတ်နေပြီအဲ့ဒီလိုတခိုးအကျင့်တခိုးတဒိန်နဲ့ကလိန်ကကျစ်အုပ်စုတွေက2020ရွေးကောက်ပွဲမှာ NLD ပါတီကိုအပြတ်အသတ်ရှုံးတာလဲမပြောနဲ့လေဟမ် သူတို့လှုပ်နေတဲ့ပုံစံတွေကပြည်သူတွေအားလုံးတွေ့တဲ့အတိုင်းပဲဒီလိုလူတွေနဲ့စုဖွဲ့ထားတဲ့အာဟုတို့ကောင်မဲအွန်လိုင်းတို့ဂျလုံးမလုံးရင်နာစာတွေကနိုင်ငံကိုအုပ်ချုပ်မယ်ဆိုပြီးတိုင်းပြည်ရဲ့အာဏာကိုဓမြဆန်ဆန်လူယူလိုက်ကြတဲ့ကတိုင်းပြည်ဟာကြောက်တဲ့ကိုဇောက်ထိုးမိုးမျောဒလိတ်ကောက်ကိုထိုးဆင်းသွားပြီးနိုင်ငံရေးစစ်ရေးစီးပွားရေးအုပ်ချုပ်ရေးဘာတစ်ခုမှတိုးတက်လာတာမရှိပဲအခုဆိုရင်ငလင်နိုင်ငံပြိုကျပျက်စီးသွားတယ်သူတို့နေပြည်တော်ကဝင်ကြီးဌာနယုံတွေနဲ့စစ်ယုံတွေအပြင် သူတို့စစ်တပ်ရဲ့အုပ်ချုပ်ရေးရန်နီယာတွေကိုလဲပတ်ပေးနေတဲ့ဝန်ထမ်းအင်ယာတွေကိုပါပြန်ပြန်ဆောက်ရတော့မှာတွေမြို့ပေါ်တွေမှာလည်းသူတို့စစ်တပ်အုပ်ချုပ်ရေးရန်နီယာလဲပတ်ဖို့အတွက်ပြိုကျပျက်စီးနေတဲ့ပြည်သူတွေရဲ့တိုက်တာတွေကိုရှင်းလင်းခိုင်းရမှာတွေပျက်စီးသွားတဲ့လက်ဆင့်မီဂျိုစနစ်တွေပျက်စီးသွားတဲ့အဝေးပြေးလမ်းတွေနဲ့အမြန်လမ်းတွေပြန်ပြင်ဖို့အတွက်နှစ်နဲ့ချီကြာမဲ့လုပ်ငန်းစဉ်တွေဟာသူတို့စစ်အုပ်စုရဲ့စီးပွားရေးကဏ္ဍမှာပါရိုင်နဲ့ပြိုကျလာတော့မယ့်အခြေအနေတိဖြစ်လာပြီးစီရေးကိုကြည့်ပြန်တော့လေ နဂိုကလေးကမဘယ်တိုက်ပွဲမှမနိုင်မဲမြို့တွေသားဒရဇက်ပါတော်မူနေရတဲ့အခြေအနေတွေကနေအခုဆိုသူတို့စစ်တပ်ရုံးဆိုင်ရနေပြီးတော့မှတော့တော်လန်ရေးတက်တွေလာတော့မတိုက်ရသေးပဲငလင်တန်းကြောင့်ဟိုယုံပြိုကြဒီယုံပြိုကြနေရိုက်နေနေဖြစ်လာတဲ့အခြေအနေတွေမှာသူတို့စစ်တပ်ကလူတွေကြည့်တော့လဲမင်းရမင်းခိုးငါရငါခိုးဆိုတဲ့တခိုးအဆင့်တွေသာဖြစ်နေပြီဘာရေချင်းမှမရှိပဲဒိုင်းပြေအာနာကိုမတရားလူယူထားကြပြီးတော့လေတိုက်လို့သာအပေါ်ခဏရောက်လာကြပြီမယ် အမိုက်ကအမိုက်ပဲဆိုသလိုအာဂူသူကောင်းမင်းအွန်လိုင်းလို့ဂျလုံးမလုံးရင်နာစာစစ်အုပ်စုတတိုင်လို့ဟာမလို့ပဲသူတို့ကိုသူတို့ဟန်ဆောင်ပန်ဆောင်တွေလွတ်လို့ခွေယူကောင်စာတမွန်းတဲ့ဆိုတဲ့အတိုင်ခွေယူဆိုတာဟာကြာကြာတတ်ဆိုးမရှိသလိုပဲလူဖြင်းလူညံ့တွေဆိုတာဟာလေအချိန်နေပေးလို့ကောင်းစားရင်တော့ဘာရေချင်းမှမရှိတဲ့အတွက်ခဏတာတာဖြစ်ပြီးအချိန်တန်တော့လေဇောက်ထိုးမိုးမျောခွေကြဝက်ကြကြရတော့မယ်အချိန်နေတွေနဲ့တာနှစ်ပါးတွားနေရတာကိုလေကျွန်တော်တို့ မြင်တွေ့နေရတာပေါ့ဗျာကဲမတေးခင်ကတည်းက31ပုံအပြင်ရောက်နေတဲ့အာဟုတို့ကောင်းမဲ့အောင်နိုင်ငံစားပြီးချက်တည်အနာသာမရှိတဲ့အစုံပြက်စစ်အုပ်စုကတော့အတိညာဘူးတုဒ္ဒမဲ့တဲ့ဇလုံးမလုံးရင်နာစားတွေအဖြစ်သူတို့ကိုသူတို့အကြီးအကျယ်ပုံဖော်နေကြပြီး သူတို့စစ်တပ်ဟာကလိန်ကကျစ်အုပ်စုကြီးပါလို့အော်အော်ပြီးမပြောရုံတမဲလှုပ်ရက်နဲ့ပြောဆိုတာတွေဟာတက်တဆင်အောင်လွဲနေလေအရှက်သိခါဆိုတာဝဲကက်ပေးရင်တော့ကွာကြမယ်လူစားမျိုးဖြစ်တယ်စစ်အုပ်စုရဲ့ပြောခွင့်ရကလိန်ကကျစ်ဇော်မင်းထွန်းကတော့လက်ရှိမှာသူတို့စစ်တပ်ကအပြစ်ရထားပြီးမဲ့ KNY KNU BDN နဲ့တိုင်းရင်းသားတော်လှန်ရေးတပ်တွေဟာသူတို့ကိုဝိုင်းတိုက်နေကြပါတယ်ဆိုပြီးရှိုက်ရှိုက်ပြီးတော့ကိုမငိုယုံတမဲဧပြီလ14ရက်နေ့ကပဲထွက်ပြောသွားပြန်တော့ကိုလေပြည်သူတွေအားလုံးတီးပြီးသားဖြစ်မှာပါ အတော်တော်ခက်နေပြီအခုလိုလူတိုင်းလက်ထက်ဖုန်းတွေကိုစီနေဘယ်နေရဘယ်ဒီသားမှဘသူကဘာတွေလှုပ်သွားတယ်ဆိုတာကိုအချိန်နဲ့တပြင်းညီသိနိုင်နေတဲ့ခေကြီးတယ်မှာသူတို့စစ်တပ်ဘက်ကနေချောင်းတိုက်ခိုက်မှုတွေစစ်ချောင်းထိုးတာတွေကြေးရွာတွေကိုမိရှုဖျက်ဆီးသွားတာတွေဟာအခုလိုငလင်တန်းတင့်နေတဲ့အချိန်မှာတော့လေရင်နဲ့ဘုံကျဲနေလို့သူတို့ကိုယ်တိုင်ဖိတ်ခေါ်ထားတဲ့နိုင်ငံတကာအေဂျင်စီရဲ့သတင်းဌာနကတော့မနေနိုင်ပဲပေါ်ပြသွားတဲ့အတွက်ကဘာကဘာတိနေပြီဖြစ်တဲ့အပြင်အခုတကြံကာလမှလည်းဘာထူးလဲဗျာ နေတိုင်းလူလူစကိုင်းတိုင်းမကွေးတိုင်းရခိုင်ပြည်နယ်ကချင်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်အပါဝင်နေရပေါ့စုံမှာလေနဲ့လိုက်ပြီးဘုံကျဲနေတဲ့တရင်တွေဟာအချိန်နာကြီးနေရက်တွေနဲ့တကွာတက်ဘုံဗီဒီယိုတွေနဲ့အစုံသက်ဆိုင်ရာဒေတာမှာရှိတဲ့ပြည်သူတွေကနေအကုန်လုံးပြောဆိုထားကြတာကိုတရင်မီဒီယာအသီးသီးကနေပေါ်ပြနေကြတဲ့ခေကြီးမှာသူတို့စစ်အုပ်စုမလို့ရှေ့ရအကောင်မမသိတီတီကြီးနဲ့မြောင်းလိန်မြောင်းစားလုံနေကြပြီသူတို့စစ်အုပ်စုကိုမွေးထားတဲ့မိဘတွေနဲ့ သူတို့ကိုယ်တိုင်မွေးထားတဲ့တာသမီအတိုင်းဝိုင်းတွေဟာကိုယ့်ရဲ့အဖေဖြစ်သူတွေကအဲ့ဒီလိုကလင်ကချစ်ပြောနေတာကိုလည်းရှိုက်ရကောင်းမှန်းမသိကြဘူးလားမသိပါဘူးဗျာသူတို့တာသူတို့အဖေစစ်ဘိုလ်ချုပ်ကြီးရွေးစစ်သားကြီးတွေကပြည်သူတွေကိုခလေးတွေပါမချန်တတ်ချင်တိုင်းတတ်ဒိုင်းပြီးမှရှိသမျှအရာတွေကိုခိုးခြင်းတလို့ခိုးပြီးတော့အခုလိုလူသိရှင်ကြားကလင်ကချစ်တွေပြောပြီးမှရလာတဲ့အခွင့်အရေးတွေနဲ့ကြွေးမွေးနေတဲ့အပူဇာတွေကို နတ်တုတ်တာတွေအမှတ်နေဖေဖေကြီးပြန်လာပြီးမုတ်တွေဝဲလာတဲ့စားကြမယ်ဟဲ့ဆိုပြီးမပြောယုံတမဲရှက်ရကောင်းမှမသိဖုံထနေကြတာတွေဟာအာဟုတို့ကောင်မင်းအောင်လိုက်ရဲ့သားသမီးတွေကအစားအခုလိုကလိန်ကကြစ်ထွက်ထွက်ပြောပြီးအပူစာတွေစားနေရတဲ့ဘျောင်းလိန်ဘျောင်းစားစစ်အုပ်စုပြောခွင့်ရဇော်မင်းထွန်းရဲ့သားသမီးတွေအပါဟိုးအောက်ခြေကစစ်တပ် lobby တွေနဲ့စစ်တပ်ကိုထောက်ခံပါတယ်ဆိုတဲ့ဂျလုံးမလုံးရင်နာစာတွေအဆုံးမော်ဗျာ ပြည်သူတွေအားလုံးကိုယ်တိုင်ကလူမှုကွန်ရက်တွေမှာသူတို့စစ်တပ်ကငလင်တန်းတင့်နေတဲ့အချိန်တွေပါမချမ်းနှစ်တကူးကြံကာလာလည်းမချမ်းလေအကြောင်းကနေဘုံကျဲတိုက်ခိုက်ပြီးပြည်သူတွေကိုတပ်ဖြတ်နေတာတွေဟာတပ်ဘုံတွေမှတ်တမ်းတွေနဲ့တကွမြင်နေရတာဖြစ်တဲ့အတွက်ဒီလိုကလင်ကကျစ်အုပ်စုကိုပြည်သူတွေကမစင်ထက်ကိုပို့ပို့ပြီးယွန်ရှာလာကြသလိုတစ်ဖက်ကကြည့်ပြန်ရင်လေအာဂုဒူကောင်မဲအွန်လိုင်းတို့ဂျလုံးမလုံးစစ်အုပ်စုတတိုက်ဟာသူတို့ပြောသလိုအပြစ်မရက်ထားခင်တုန်းကလည်းနိုင်သလားဆိုတော့မနိုင် တိုက်ပွဲတိုင်းခွက်ခွက်လန့်အောင်ရှုံးပြီးမြို့တွေဆိုတာတောက်တောက်လက်ကိုပါတော်မူနေတို့အခုတို့စစ်တပ်ကအပြစ်ရထားပါတယ်ပြောပြီးမြေပြင်ရောဝေဟင်မှာတုံးပြီးတော့တော်လိုင်းရေးတော်တွေကိုတွားတိုက်တော့လဲနိုင်သလားဆိုတော့မနိုင်နဲ့အပြင်ဟိုကတီးမခံနိုင်လို့ပြန်တိုက်လိုက်ရော အင်းတော်မျိုးနဲ့ဖလန်းမျိုးနှစ်မျိုးစလုံးမှာတပတ်အတွင်းထပ်ပြီးပါတော်မူသွားတော့ငိုတံပါကြီးနဲ့ PDF တွေနဲ့တိုင်ရင်းသားတော်လိုင်းကြီးတက်တွေကသူတို့စစ်တက်ကြီးကိုဝိုင်းတိုက်နေကြပါလေဆိုပြီးထွက်မပြောရုံတမဲငိုရင်လဲငိုချလိုက်ပါတော့မောင်ကာလူတို့ရေဆိုပြီးတော့တောင်ပြောရမလို့ဖြစ်နေပြီပေါ့ဗျာမင်းတို့ဟာကလေရင်အသာစီးနဲ့အကြောပေးထားလဲမနိုင်တော်လိုင်းကြီးတက်တွေကအပြစ်ရက်ပေးထားတော့လဲခိုးကြောင်ခိုးဝတ်နဲ့မင်းတို့အသာရပြီးအမှတ်နဲ့သွားတိုက်တော့လဲမနိုင် မင်းတို့ကိုထောက်ခံပါတယ်ဆိုတဲ့စစ်တပ် lobby တွေနဲ့စစ်တပ်ထောက်ခံတဲ့ဂျလုံးမလုံးအတူအဆယင်နာစာတွေကတော့မင်းတို့စစ်တပ်ကြီးကိုအဟုတ်မှတ်ပြီးဘယ်တော့နိုင်လာမလဲဆိုတဲ့မျှော်လင့်ချက်နဲ့လေတဆန်ဆန်ဖြစ်နေကြပြီမယ်မင်းတို့ဟာကမျော်သားမျော်ပေါမလားဇလန်းနဲ့သာအဆုံးတက်နေပြီဘလို့အကြော့ပိပိကိုမနိုင်တော့တဲ့မင်းတို့ရဲ့အဖြစ်ကအခုဆိုရင်စကိုင်းငလင်းကြီးလှုပ်ခတ်သွားမှုကြောင့်ပါမင်းတို့ရဲ့နေပြည်တော်ကစစ်ရုံးတွေအပါဝင်ဝင်ကြီးဌာနရုံးတွေရောဝင်တဲ့အင်အားတွေပါမကျန်း တော်လိုင်းတက်တွေကလာတော့တိုက်ဆရာမလို့ပဲအကုန်လုံးပြိုကျပျက်စီးသွားတဲ့အခြေအနေတွေနဲ့မင်းတို့ရဲ့လက်ကျန်မြို့ကြီးတွေကအုပ်ချုပ်ရေးရန်ရားတွေဆိုရင်လေငလေးနံကြောင့်ပျက်စီးမှုတွေကိုပြန်ပြင်ရမှာတွေရောလမ်းတွေတံတားတွေပြန်ပြင်ရမှာတွေရောမင်းတို့ကိုယ်တိုင်ကလည်းဒီလိုအခြေအနေတွေကိုဘာမှထိတိရရမလုံနိုင်တာတွေရောနေမင်းတို့ရဲ့အုပ်ချုပ်ရေးရန်ရားဟာသူ့အလိုလိုရိုင်နေသွားပြီဖြစ်တဲ့အတွက် မင်းတို့ကိုယ်တိုင်တိုင်းပြည်ရဲ့ပြည်သူအာဏာကိုပြည်သူကိုပြန်မပေးပဲစပ်ပြီးအာဏာကိုငန်းငန်းတက်ကုတ်ကပ်ဖတ်တွေထားမယ်ဆိုရင်တော့လက်ရှိတော်လှန်ရေးတပ်အသီးသီးကထိုးစစ်တွေရပ်ပေးထားတဲ့ကာလပြီးသွားလို့တံပြန်ထိုးစစ်တွေဆလာတဲ့အချိန်အခုလို PDF တွေနဲ့တိုင်အသာတက်တွေကမင်းတို့စစ်တပ်ကြီးကိုဝိုင်းတိုက်နေပါတယ်ဆိုပြီးရင်နဲ့အသေးသေးကနေလိုက်လိုက်ပြီးတော့မငိုယုံတမဲအော်နေယုံနဲ့ပြီးသွားမှာမဟုတ်ပဲတော်လှန်ရေးတပ်တွေကတော့ ဓာတူနေရင်တရှိမတောင့်တနဲ့ရှေ့တလန်တုံးခုတ်ဆိုတဲ့ဆောင်ဖို့အတိုင်းရှေ့ကူတာတလန်မီတလန်တိုးလာတော့မယ်အနေနဲ့ရရက်က တော်လန်ရေးတပေါင်းစုတွေရဲ့လက်ချက်နဲ့ပဲမင်းတို့ရဲ့ခေါင်းဆောင်အကူတို့ကောင်းမင်းအောင်လိုက်နေတူမင်းတို့ကြလုံးမလုံးစစ်အုပ်စုတိုက်လုံးအဖို့ကတော့ဟာ ဒီပွဲတော်မှာတွားကြစို့တွားကြစို့ဆိုတဲ့ရွှေရိုးတချင်းလေးတညင်းကြီးနဲ့ပဲဝဲကန်တူအဝီစီဆိုင်ပုံအရှိကိုဘယ်သူအရင်ရောက်ရောက်ဆိုတဲ့ပုံစံနဲ့အလူရတန်းစီပြီးတွားကြဖို့အတွက် ကြိုတင်မျက်စောင်းထိုးနေရတဲ့အခြေအနေတွေကိုလည်းမြင်တွေ့နေရပြီးမောင်ကာလူတို့ရေဆိုပြီးတော့တောင် ပြောရမလို့ဖြစ်နေပြီပေါ့ဗျာ ုတ်ကဲ့ဒါကတော့ရောင်ခစ်တည့်ရဲ့ this week အစီအစဉ်ကနေကျောင်းမြန်မာနိုင်ငံအတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျောင်းရွေးချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ